ဘူနာအယောက်100ကျော်ရှိရကျွန်တော်တို့ဘက်မှာအဲ့တုန်းကစွန့်ထုတ်တာပဲအကုန်လုံးကလည်းကုကရမယ်អော်ကြောင့်ဟိုကြောင့်ဘလူနာဆောင်နေတယ်ဘလိုတွေလုံးလိုက်မယ်တော့မသိဘူးရုတ်တရက်ချိန်မှာတော့လူနာရပေါင်တစ်ဖက်ရပေါင်တစ်ဖက်မပြီးအကုန်လုံးကိုစွန့်ထုတ်တာပဲအမကြောက်တဲ့စိတ်မရှိဘူးလူနာကယ်ဖို့စိတ်ပဲရှိတာကိုတယောက်ရတယောက်ကယ်မယ်နှစ်ယောက်ရနှစ်ယောက်ကယ်မယ်ဒီမှာအဲ့နေဆိုအိတ်မပြောအခုပြောခုဝမ်းနေတယ်အဲ့နေမြင်ရတဲ့မြင်ကွင်းတွေအားလုံးကိုပြန်မဖြစ်ချင်ဘူးအမျိုးလမ်းတိုင်းကြာရင်ရင်ထဲမှာမလို့လုပ်ပြီးခြင်းနဲ့မလို့လုပ်မပြီးနိုင်တဲ့အရာတွေရှိတယ် မဲ့အခုအကြောင်းမို့အခုချိန်မှာညီမတို့နိုင်ငံတကာအကူအညီတွေလာတယ်အဲကြောင့်ညီမတို့ကျေးဇူးတင်ငလင်းတင်တန်းရှိရဒီသူနာပြုတင်တန်းကြောင်းမှာဆင်းတာအမှန်ငလင်းတင်တန်းပေးထားတာရှိအဲ့ချိန်မှာအဲ့ဒါအသုံးချတာပဲခရင်အောက်မှာအဲ့ ဝင်နေလိုက်တာပေါ့ဒီဆီယာမလေးရောက်ဝင်နေလိုက်တဲ့အချိန်မှာအမှချက်ချင်းပထမတော့ဒိုင်းမဲမှတ်ပြီးတော့နေလိုက်တာအဲ့တဲ့ပိုးပိုးဆိုးလာတဲ့အချိန်မှာကိုထင်တာတော့တိုက်အခုအများရကဖြစ်သလိုပဲပြီတယ်လို့ပဲထင်လိုက်တာပြီပြီကျမတို့အသက်ဆုံးရှုံးပြီလို့ပဲထင်လိုက်တာသို့ပေမဲ့ငလင်ကပထမလိုင်းမှာရိုက်သွားတာအစာအုပ်ကလည်းပုံမှန်တိုင်းပဲဘာမှမဖြစ်အဲ့ချိန်မှာလူနာတွေဇောကိုသတိရလိုက်တာကိုလူနာတွေကျမတို့ရှိမှကျတော့အရေးပေါ်လူနာတွေရှိတယ်အရေးပေါ်အောက်ဆီဂျင်ပေးနေရတဲ့လူနာရှိတယ်အသက်လူကဲနေရတဲ့လူနာရှိတယ်အဲ့ချိန်မှာလူနာတွေကကြောက်ပလန့်ပြီးတော့အသက်ရှင်များရက်သွားပြီလားဆိုပြီးကျမဇောနဲ့ ဆရာမတွေအကုန်လုံးပြေးထွက်လိုက်တာပြေးထွက်ပြီးလူနာတွေဘာဖြစ်လဲဘာဖြစ်လဲဘာမှမဖြစ်နဲ့ဆရာမတို့ရှိရယ်လူနာတွေနဲ့အတူတူဘယ်မှလည်းမပြင်းနဲ့လို့ကိုယ်စိတ်ထဲမှာဒီလိုကြီးဖြစ်မယ်လို့ကိုမထင်သိဘူးအဲ့ချိန်ဒီပြောလိုက်ချိန်မှာနောက်တဲ့ဒုတိယ line ထပ်ပြီးတော့လာတာအဲ့ချိန်မှာတော့အကုန်လုံးလူနာတွေကိုကယ်ဖို့အတွက်ကျွန်တော်တို့ဆရာမတွေအကုန်လုံး emergency bag တွေထိုးပေးတယ်လူနာတွေအကုန်လုံးအဆောက်အဦအပြင်အဲ့ချိန်မှာတော့မဖြစ်တော့ဘူးအကုန်လုံးဒါနောက်ချိန်ဆိုရင်ပြိုတော့မယ်ဆိုတဲ့အသည့်နဲ့လူနာတွေအကုန်လုံးကိုကျွန်တော်တို့လူနာအယောက်100ကျော်ရှိရကျွန်တော်တို့ဝတ်မှာအဲ့တော့မှာဆွဲထုတ်တာပါလို့အကုန်လုံးကလည်းကုကယ်ရမယ်အော်ကြောင့်ငိုကြောင့်ဘာလူနာဆောင်နေလဲ အဲ့ချိန်မှာတော့ကိုကရုတ်တရက်ချိန်မှာတော့အပေါ်တက်တီကိုသတိကိုလက်လွတ်သွားအောက်ကလူနာတွေအကုန်ရအောင်ဆွဲထုတ်လိုက်တယ်ပြီးရောချိန်မှာသူတို့တွေကလူနာတွေကိုဆွဲပြီးတော့မှဓာတ်လေကပြတ်သွားပြီမလူနာလေးတွေကိုမှပြီးတော့ကျမတို့ရဒီသူနာလူချောင်းမှာတင်းတန်းသူနေတွေရှိရအကိုရပါတယ်အရင်သူတို့ကလည်းဒီလူနာတွေကိုဆွဲပြီးတော့အကုန်လုံးအဖိုးတွေဖိုင်လောက်လိုက်ချိန်မှာအဲ့ချိန်မှာပြန်သတိဝင်တာဟာဟုတ်တယ်အပေါ်တက်ကလူနာတွေလည်းရှိသေးတယ်ဆိုပြီးတော့ဘလို့တွေလောက်လိုက်မယ်တော့မသိဘူးရုတ်တရက်ချိန်မှာတော့လူနာရပေါင်တစ်ဖက်ရပေါင်တစ်ဖက်မှပြီးအကုန်လုံးကိုဆွဲထုတ်တာပဲအမအကုန်လုံးကိုထုတ်နိုင်တယ်မအကုန်လုံးကိုအပြင်ရအောင်ထုတ်နိုင်တယ်မ ကြောက်တဲ့စိတ်မရှိဘူးလူနာကယ်ဖို့စိတ်ပဲရှိရကိုကိုကိုသိမယ်ဆိုတာတည်းဒီလူနာတွေအများကြီးကိုတယောက်ရတယောက်ကယ်မယ်နှစ်ယောက်ရနှစ်ယောက်ကယ်မယ်ကိုလိုပဲထက်တူကျွန်မနဲ့တူတူရှိနေတဲ့ငယ်တွေကလည်းအဲ့လိုပဲမောင်ဆိုသူတို့တွေက on hit ပြီးတော့အဓိကကျွန်မတို့ရှိရ medical လူနာဖြစ်တဲ့အတွက်အောက်ဆီဂျင်လုံးဝပြတ်လို့မရဘူးအဲ့သူတို့အောက်ဆီဂျင်ပြတ်သွားရင်ဒီလိုမျိုးသူတို့ရဲ့အသက်အန္တရာယ်ဆုံးရှုံးမယ်ဆိုတော့သူတို့တွေအကုန်လုံးအပြင်ထိုက်ထုတ်ပြီးဒီတိုက်အောင်လဲညီမတို့အောက်ဆီဂျင်ရအောင်ဘယ်လိုတွေလုပ်မလဲသူတို့စီစဉ်ပြီးတော့အဲ့လိုလုပ်ပေးရဟုတ် ို့အတွက်ဆိုတာတကယ်ကိုမေ့တာမိသားစုလည်းမေ့တာအကုန်မေ့တာလူနာအတွက်ပဲသတိရတာမှာဒီတခြားလူနာတွေကတော့တို့အောက်ဆီဂျင်ကရုတ်တရက်ပေါ်ဒူလန့်သွားတာတော့ဗါရောကျတော့တို့ဒီဆုံးမသွားတာလေးလည်းရှိတယ်နော်ဟုတ်အမှတ်တရဆိုတော့ညီမအဲ့နေဆိုအိတ်မပြောအခုပြောခုဝမ်းနေတယ်အဲ့ဒါယုံပြမှာပဲချင်ပါမလို့လဲဆိုတော့အဲ့နေမြင်ရတဲ့မြင်ကွင်းတွေအားလုံးကိုပြန်မဖြစ်ချင်ဘူး ။အောက်ဆိုညီမတို့ကအဲ့ရောက်ကဲပြီးတဲ့အချိန်မှာညီမအဲ့ချိန်မှာမလူနာအကုန်လုံးထုတ်ပြီးဗီဆီယာမတွေအကုန်လုံးမီးတယ်။ညီမတို့လူနာတွေအကုန်ကုန်ပြီလား။ဆိုအကုန်ကုန်ပြီ။အကုန်ထုတ်ပြီးဆိုအဲ့ချိန်ညီမတတိယငါမန္တလေးသူငါအိမ်ငါမိပါအိမ်မှာရန်သားလေးနဲ့မွေးထားတဲ့ကလေးရှိရဲ့။အိမ်မှာချက်ချင်းအသိဝင်ပြီးရောကလေးတို့ခွင့်တောင်းတယ်။အိမ်ကိုကနပြန်မရစေအောင်ပေါ့နော်။အိမ်မှာဘလို့အခြေအနေရှိလဲဆိုအိမ်ကိုပြင်လိုက်တဲ့အချိန်မှာအပြင်မှာလည်းအဲ့လောက်ဖြစ်နေမှမသူဇောနဲ့ဒီတိုက်တင်မြေတွေအဲ့လောက်ကြီးနေကျမတို့အဆောက်အအုံမပြိုတဲ့အတွက်ညီမတို့ကအဲ့လောက်ကြီးဖြစ်သွားမယ်လို့မထင်ဘူးအပြင်မှာ ဲ့မှာလမ်းမှာပြတ်လိုက်တဲ့ချိန်မှာမှန်နေခွဲတယ်တိုက်ကြီးပြိုးတယ်ဆိုမှအန်ဒူလန်ကားတယ်လေကျမတို့စေယုံမှာပုံမှန်အန်ဒူလန်ကားလန်လာရင်ကိုကျမတို့မှာဒါရေးပေါ်လူနာလာအဲ့မှာတိုးမပေါက်တိဖြစ်တယ်ဆိုမှာတော်တော်ကိုအချိန်ကြီးစိုးသွားပြီပေါ့ဆိုတိုက်ကြပြန်တဲ့အချိန်မှာအိမ်ကိုရောက်တဲ့အချိန်မှာလေဟာဘယ်မှာတော့ဘလို့ဆုံးသွားပြီဘယ်မှာတော့မုံဥပြိုကြလို့ဖုန်ကြီးတောင်းတွေပြိုကြလို့အပြက်စီးတွေများဆိုညီမတွေ့လိုက်တာညီမမိသားစုညီမတွေ့တယ်တွေ့တဲ့အချိန်မှာညီမဝမ်းတာတယ်ဝမ်းနေဖြစ်တယ်သူတို့မသိသေးတဲ့အတွက်ညီမရဲ့ဆုံးရှုံးမှုကဘာမှမဟုတ်ဘူး ကိုအိမ်ကကျမတို့ကနန်ကက်အိမ်မဲဆိုတော့ကြတော့ဆုံးရှုံးမှုတော့ရှိတယ်ပျက်စီးမှုတော့ရှိတယ်ဒါပေမဲ့လူမသိရင်ကိုတော်တော်ကန်ကောင်းပြီဒါပေမဲ့ကျမတို့တို့နဲ့ဖတ်ငိုပြီးတော့ကျမမှငိုခြင်းမရှိဘူးပြန်တွေးလိုက်တယ်ကိုတော်ကိုမိသားစုနဲ့ဒီလိုတွေးပြီးပြောနေတဲ့အချိန်မှာသူများမိသားစုတွေရှင်ကွဲကိုရတယ်ကိုတငယ်ချင်းမနဲ့စုံးနေတော့ကိုဝင်လင်းလာနဲ့ဆုံးသွားတယ်ကျမတို့မဟုတ်ဦးပြီလို့မနဲ့ကလေးနေကိုကနှုတ်ဆက်ပြီးသွားတယ်ညနေမှဆုံးတယ်ဆိုဒီလိုလူတွေအများကြီးဆိုအမေကိုခွင်တောင်းပြီးတက်ကအမေသမီးကအမေတို့ကျမ်းမာရင်ရပြီလူတွေကိုပြန်ကြရအောင်ပါဆိုတဲ့စိတ်နဲ့ ကျမအရေးပေါ်ဌာနအောင်ပြန်ပြီးရကျမတို့ရဲ့ medical work ကထားတော့ဒီအချိန်မှကျတော့ emergency ကပို့ပြီးတော့ဆရာမတွေ man power ပို့လိုအပ်မယ်ထင်လို့ကျမတို့ဆရာမတတင်းလုံးကြီးဒီ emergency work ကိုလုံဆန်ရှိရကျမတို့ရဲ့ဒီ medical work ကိုလုံဆန်ရှိရလုပ်ပြီး emergency တတင်းလုံးကြီးကျမတို့ဆရာမတွေအကုန်လုံးဒီ emergency ကိုပြန်ပြီးတော့ဆရာဝင်တွေရောအကုန်အားဖြည့်တာအဲ့ချိန်မှာ ambulance ကားတွေကတိုးမပေါက်တွေဖြစ်တယ်ကျမတို့မျက်စိရှင်းနေကျမတို့မကန်လိုင်းနိုင်တယ်လက်လို့ဆုံဆုံလိုင်းလိုက်ရတဲ့လူနာတွေအများကြီးရှိတယ် ုံပုံနေပေါ့ပုံပုံနေလဲပါတယ်ဘာသာရေးကျောင်းကတခြားအစ္စလာမ်ဘာသာဝင်တွေလဲသူတို့တာတိုက်ပြီးအုပ်စုလိုက်ကြီးရေပေါ့အဲ့ဒီအချိန်မှာဘသူဘသူမှလည်းအပြစ်မတင်ချင်ဘူးညီမတို့ဘာလုပ်နိုင် ဘာလုတ်ပေးနိုင်လဲအဲ့ချိန်မှာကတော့အားလုံးကိုညီမတို့ကျေးဇူးနဲ့တင်တယ်ညီမဒီနေရာနေပြီအဲ့ချိန်မှာလုတ်ပေးတဲ့ဆရာဝန်ဆရာမတွေခြားဗိုလ်လန်တီးယားတွေခြားဒီပရိုက်တာအဖွဲ့အစည်းတွေပေါ့သူတို့လည်းသူတို့ရနိုင်တဲ့လောက်ကဲထုတ်တယ်ကဲထုတ်ပြီးကျွန်တော်တို့ရှီကိုအားကိုးတကြီးနဲ့လာပို့တယ်အဲ့ချိန်မှာဖြစ်ဆိုတော့ကျွန်တော်တို့အထက်မြန်မာပြည်ဆိုပြီးအားလုံးကအားကိုးတာအားကိုးပြီးညီမတို့ရှီကိုလာပို့တာစင်ကိုင်းနေဖြစ်တဲ့စကိုင်းနေဖြစ်တဲ့သူတို့လည်းသူတို့နိုင်နေသူတို့စေယုံနေရတယ်သူတို့ဝင်နေကရင်အင်အားနဲ့လုတ်ပေးအဲ့ချိန်မှာလုတ်ပေးပြီးတော့ကျွန်တော်တို့အထက်မြန်မာပြည်ဘိုးအဆင့်ဆိုပြီးအားကိုးပြီးလာတယ်ကိုကလည်းအားကိုးပြီးလာတဲ့ချိန်မှာအများကြီးလုတ်ပေးခြင်းတယ် ။သို့ပေမဲ့တစ်ခါလေကြတော့ကျမတို့ဟိုလုံးမေးလုံးမပေးနိုင်တာတဲ့သူတို့ကလည်းကျမတို့စီရောက်လာပြီးတော့အသက်ပါမလာတော့တာကြီးရှိတယ်အဓိက။လုံးပေးနိုင်တဲ့အရာတွေအားလုံးတော့ဒီဘက်ကအထက်လူကြီးတွေရောအကုန်လုံးစိမ့်ရောအုပ်ကကစားအကုန်လုံးစီစဉ်ပေးရင်ကျမတို့လုပ်တယ်။သို့ပေမဲ့အဲ့ဒီအချိန်အမြင်ဝင်ပြန်မရောက်ချင်။ညီမတို့ဆိုအဲ့နေ့ကတညလုံးညီမအမ်ဘူလန့်တန်ကြာရင်အဲ့မပြောဘူး။လုံးဝအဆင်မပြေဘူး။ဘာလို့လဲဆိုအမ်ဘူလန့်တန်ကြာရင်ရင်ထဲမှာမတို့လုံးမပြေချင်နဲ့မတို့လုံးမပြေနိုင်တဲ့အရာတွေရှိတယ်။ ဒါပေမဲ့အဲကြောင့်မို့အခုချိန်မှာညီမတို့ကနိုင်ငံတကာအကူအညီတွေလာတယ်အဲကြောင့်ညီမတို့ကျေးဇူးတင်တယ်အမတို့ညီမမမေညီမတော့တောင်းပန်လဲဆိုတာတကယ်သိရတယ်ပေါ့နော်အာအဲ့ဝမ်းတောင်းဝမ်းဘလို့ပြုံမန်းကိုမသိတာအမပေါ့ဆိုညီမတို့ကလေ0လေအခက်ခဲကိုလေအားလုံးကိုစလာခဲ့တာလေအခုဒီလိုလေးလှုပ်ပေးလိုက်တော့မိုးလုံးလေးလုံးလေးဆိုညီမတို့အဆင်ပြေအဲ့ကြောင့်မို့ အဲ့ရဟာတကယ်စိတ်ထဲကဖြစ်လာညီမအဲ့နေရာဆိုကလေးတရာတော့ပြောသေးတယ်ညီမတချင်းဆိုပြီးကာတကြံတချင်းနဲ့ကျေးဇူးတင်စကားဟုတ် ARD Foundation ပေါ့ ARD Foundation ကိုလူပေးတဲ့ပြည်တွင်းပြည်ပအလူရှင်နေအားလုံးကိုလည်းဒီနေရာနေပေါ့ထူးတလဲကျေးဇူးတင်ပါတယ်လို့ညီမကလည်းဒီနေရာနေပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်